မန္တလေးမှာအင်စည်းကားကတိုက်ပြေးလို့ဆိုင်ကယ်စီးအမျိုးသမီးကားအောက်ညက်ပါသေဆုံးခဲ့ပြီးကားအောက်ညက်ပါလာသူကိုလူရှင်းတဲ့နေရာမှာဖြုတ်ကကားနောက်ဖုံးထဲထည့်ပြီးတဲ့နောက်လမ်းဘေး၌ထပ်မံဆွန့်ပစ်မှုဖြစ်ပွား။ မင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးမြို့ပသိမ်ကြီးမြို့အဝင်းဆိုင်ပုံအနီးစကိုးလန်းပေါ်မှာမနေ့ကအောက်တိုဘာလ16ရက်နေ့ညဦးပိုင်းကမတ်တူးအမျိုးအစားအဖြူရောင်အိမ်စည်းကားတစ်စီးကဆိုင်ကယ်တစ်စီးကိုဝင်တိုက်ပြီးတဲ့နောက်ရက်မပေးဘဲမောင်းပြေးလို့ဆိုင်ကယ်စီးအမျိုးသမီးကားအောင်ညက်ပါသွားကတေဆုံးခဲ့တယ်လို့မြို့ခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ် ဆိုင်ကယ်ကိုတိုက်ပြေးတဲ့အိမ်စည်းကားဟာကားအောက်လူညက်ပါလာတာကိုရပ်မပေးဘဲဆက်လက်မောင်းပြေးခဲ့တာဖြစ်ပြီးလူသူကင်းရှင်းတဲ့နေရာရောက်မှကားအောက်မှာညက်ပါလာတဲ့အလောင်းကိုဖြုတ်ယူကာကားနောက်ဖုံးနဲ့ထဲ့သေးသွားပြီးတဲ့နောက်လမ်းဘေးမှာအလောင်းကိုဆွန့်ပစ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အော်တိုဘားလာ16ရက်နေ့မနေ့ကညဦးပိုင်းည9နာရီဝန်းကျင်မှာရထိုင်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီးကားနဲ့တိုက်ခတ်ရတဲ့ဆိုင်ကယ်မှာဆိုင်ကယ်သားကြံခဲ့ပြီးလူမတွေ့လို့နှိဆက်သူတွေကဝိုင်းဝန်းကူညီရှာဖွေပေးဖို့အကူအညီတောင်းထားခဲ့တာလည်းဖြစ်ပါတယ်ဒီဆိုင်ကယ်နံပါတ်သိတဲ့သူများရှိလားဗျ9နာရီဝင်းကျင်ပတိန်ချင်းမြို့ဝင်ဆိုင်ပုံနားမှာကားကနောက်ကတိုက်ပြီးပြေးသွားလို့ပါဆိုင်ကယ်ပဲတွေ့ပြီးလူမတွေ့ဘူးမြင်လိုက်တဲ့သူတချို့ပြောကြတာတော့ကားအောက်မှာပါသွားတယ်လို့ပြောကြတယ် မိုးကလည်းရွာလမ်းမီးကလည်းမရှိတော့ဘာကားလဲတေချာမမြင်လိုက်ကြဘူးတဲ့အိမ်စည်းကားပါမိကလေးသုံးဆောင်တွေပဲတွေ့ရတယ်လူကအခုထိမတွေ့ဘူးအချိန်နေတော့မကောင်းတော့တော့ဘူးကားကမန္တလေးဘက်ကိုမောင်းပြေးသွားတာပါလို့ဒေသခံတအူကလူမှုကွန်ရက်အစာမျက်နှာကနေတဆင်အကူကြီးတောင်းခံထားတာလည်းဖြစ်ပါတယ်ဆိုင်ကယ်ကိုတိုက်ပြီးကားအောက်လူညက်ပါလာတာကိုမရက်ပေးပဲမောင်းပြေးတဲ့ကားဟာအဖြူရောင် Toyota Magdu အမျိုးအစား 3J နံပါတ်နဲ့ကားဖြစ်တယ်လို့မြေတွေးသူတချို့ကဆိုပါတယ် ဆိုင်ကယ်ကိုတိုက်ပြီးတော့ပြေးတဲ့ကားဟာကားအောက်လူညက်ပါလာတာကိုသိပြီးတဲ့နောက်လူရှင်းတဲ့နေရာမှာအလောင်းကိုဖြုတ်ပြီးကားနောက်ဖုံးနဲ့ထဲ့တဲ့ကားနောက်ထပ်လူရှင်းတဲ့နေရာမှာအလောင်းကိုလမ်းပေးဆွန့်ပစ်ခဲ့တယ်လို့အလောင်းကောက်ပေးခဲ့တဲ့နန်းတော်ရှိနေလုံဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းကဆိုပါတယ်။ အော်တိုဘားလ16ရက်ည6:45မိနစ်အချိန်ကမန္တလေးပသိမ်ကြီးမြို့နယ်16လမ်းပသိမ်ကြီးဆိုင်ပုံနားမှာအရှိတ်ကလာတဲ့မော်တော်ကားနဲ့ဆိုင်ကယ်ကိုအချိန်နဲ့ဝင်တိုက်မိပြီးတော့တိုက်ပြေးခဲ့တာပါဆိုင်ကယ်စီးသူအမျိုးသမီးဟာဆိုင်ကယ်ကျန်ခဲ့ပြီးကားအောက်မှာညက်ပါသွားတာကြောင့်လမ်းမမျက်မြင်သူများကပြောကြားခဲ့ပြီး၎င်းမျိုးသမီးလူနာကိုမီးစလိုက်များနဲ့လိုက်လံရှာဖွေခဲ့ပေမဲ့အနီးနားမှာလည်းမတွေ့ရပါဘူးသွေးစာတွေသာတွေ့ခဲ့ရတာပါ ၎င်းတိုက်ပြီးတဲ့ကားကအဆုတ်ဆေးရုံနားမှာခဏရက်ကြည့်ပြီးတော့ကားအောက်ပိုင်းမှာလူပါလာတာကိုသိပြီးတော့အတိုက်ခံရတဲ့အမျိုးသမီးကိုကားပေါ်တင်ပြပြီးကန်ကောက်ထဲကျုပ်ဆက်ရုံနားမှာပြတ်သွားခဲ့တာသိရတယ်လို့နန်းတော်ရှိလူမှုကေဆယ်ရေးအဖွဲ့ကိုသိန်းထွန်းအောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်ကားတိုက်ခံရလို့တေဆုံးသူအမျိုးသမီးရဲ့အမိဟာမက်ခိုင်ဆန္နာဖြိုးဖြစ်တယ်လို့တေဆုံးသူရဲ့ဦးလေးတော်ဆက်သူကဆိုပါတယ် မန္တလေးမှာဆိုင်ကယ်စီးသွားလာနေရင်ရင်တိုင်းမှုလူရက်ခံရမှုတွေဖြစ်ပွားပါကကိုကဲသူမရှိပဲကိုယ့်အနေရဲ့ကိုကိုယ်တိုင်ကြည့်ဆောင်နေကြရပြီကာကျင်တိုက်တဲ့ရင်တိုင်းမှုလိုမျိုးဖြစ်စဉ်တွေမှာတော့ဒေဘက်ဆိုင်ရာကလူတွေရောက်လာလေးရှိတယ်လို့မြို့ခံတွေကပြောပါတယ်